Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အပက်ကပထမအဆုံးချိန်ဖြစ်ဈေးကွက်တန်ဖိုးဒေါ်လာ၄ထရီလီယံကျော်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အပက်ကဆိုရင်တော့အင်ကာနေမှာပဲဒေါ်လာ၄ထရီလီယံဈေးကွက်တန်ဖိုးကိုခဏတာရောက်ရှိခဲ့ပေမဲ့ဈေးပိတ်ချိန်မှာတော့အနည်းငယ်ပြန်ကျသွားခဲ့ပါတယ်ဒါပေမဲ့အပက်ကဒီဆန်ချိန်မှတ်တိုင်ကိုပထမအဆုံးအချိန်ရောက်ရှိခဲ့တဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ် Microsoft ဟာလည်းပဲဒေါ်လာ၄ထရီလီယံအထက်ကိုတက်လာပြီးတော့ဈေးပိတ်ချိန်အထိအဲ့ဒီတန်ဖိုးကိုဆက်ထိန်းထားနိုင်ခဲ့ပါတယ် လွန်ခဲ့တဲ့3လအတွင်း Apple ရဲ့ share ဈေးဟာ25ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီးဒီလိုတက်လာတာကလည်းစက်တင်ဘာလကစတင်ဖြန့်ချီခဲ့တဲ့ iPhone 70ရဲ့ရောင်းအားကောင်းခဲ့လို့ဖြစ်ပါတယ်။လေးလာသူတွေကတော့ဒီလိုအရှိန်အဟုန်ဟာကြာသပတေးနေ့မှာထုတ်ပြန်မဲ့ကုမ္ပဏီရဲ့ဝင်ငွေကြေညာချက်မတိုင်မီမှာ Apple အတွက်တော့တကယ်ကိုအကောင်းမြင်စိတ်ပြီးပို့ပြီးတော့ဖြစ်ပေါ်စေခဲ့တယ်လို့ပြောပါတယ်။ JP Morgan ဆဲလီလာဆန်ဆက်သူ Smith Chatter ကြီးကတော့ Apple ဟာတနှစ်အတွင်းအကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ပြောကြားခဲ့ပြီးတော့သူ့ရဲ့ share ဈေးပြမှတ်ကိုတစုလျင်ဒေါ်လာ290အထိတိုးမြင့်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ